Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ် Manchester United အသင်းကတော့ Wolverhampton အသင်းထံကနေပြီးတော့ Matthias Cunha ရဲ့ဘောနစာချုပ်ပါပေါင်62ဒသမ5တန်းဆိုတဲ့ရော်ကြီးကိုပြီးချေဖို့အတွက်အဲ့ဒီအတွက်လိုအပ်တဲ့စီမင်းစည်းကမ်းတွေလိုအပ်ချက်တွေ agreement detail တွေကိုပြည့်မီခဲ့ပြီဖြစ်တယ်ဘောနော်ဒါကြောင့်မလို့ Wolverhampton အသင်းရဲ့ဘက်ကတော့ Cunha ကို Manchester United နဲ့ဆင်းဆင်းမှုပြုလုပ်ဖို့အတွက်သာသဘောတူညီမှုပြီးလိုက်ပြီဖြစ်တယ် စာဝက်ဆန်နဲ့ညီမလေးကျွန်တော်တို့ဒါသဘောတူညီမှုအပြည့်အဝရယူလိုက်ပြီးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒါ David Austin ကနေပြီးတော့ကျွန်တော်ပေါ်ပြလာတယ်။ဒါအပြင် Manchester United ကတော့ဒီဘယ်လိုရမလဲအသင်းနဲ့ပတ်သက်တဲ့ပေါ့နော်ဒီစီစီကစားမနဲ့ပတ်သက်တဲ့စီစီမှုတွေကိုမကြခင်မှာလှုပ်ဆောင်တော့မှာဖြစ်တယ်ဆိုပြီးတော့လေ Times တို့ The Times တို့ဘာတို့ကနေပြီးတော့ report တွေပေါ်ပြထားတယ်။ကိုညာကတော့ Manchester United မှာ develop ခလာစာပေါင်3200ကနေပြီးတော့ နှစ်သိန်းဝန်းကျင်ထိကိုရရှိမှာဖြစ်တယ်ဆိုပြီးတော့လေကျွန်တော်သိရတယ်ဆိုတော့ဒါကအများကြီးကောင်းတဲ့တဲ့မှာအများကြီးကောင်းတဲ့တဲ့မှာသူတပင်းတော့ကျွန်တော်အနေနဲ့ဒီတောက်လျှောက်စုသလိုအသေးနဲ့ပတ်သက်တဲ့ control by ကုညာနဲ့ပတ်သက်တဲ့သတင်းတွေကပြီးခဲ့တဲ့ရက်ပိုင်းမှာကျွန်တော်အများကြီးတက်ထားတာเนาะအများကြီးတက်ထားပြီးတော့ကစားမဖြစ်သူနဲ့ Manchester United ရဲ့ကြားထဲမှာပုပ်ကိုရေးဆိုင်ရာသဘောတူညီမှုတွေရရှိတယ်ရရှိသွားပြီဆိုတော့သတင်းတွေ Hewi ကိုဖြစ်သွားတဲ့သတင်းတွေ Fabrizio Romano Rossi ကနေပြီးတော့ကျွန်တော်အမြဲတမ်းတွေးရတယ် ညကလည်းဒေးဗစ်ရော့စတိန်ကတော့ယူနိုက်တက်ကတော့ကုညာအတွက်အမှန်ကန်ကန်လန်းတော့မှာဖြစ်တယ်ဆိုတော့သတင်းအနေနဲ့ကျွန်တော်ဖော်ပြထားတယ်။ဒါအပြင်အခုဆိုလို့ရှိရင်တော့အာဆေးစစ်မှုတွေဘာတွေကျွန်တော်ပြုလုပ်တော့မယ်ပေါ့ဗျာ။ဒါကအများကြီးကောင်းတဲ့သတင်းပါ။ဒါအပြင်ကျွန်တော်တို့ဒီနေရာမှာအတင်းကပေါ့နော်ဒီအဓိကဆွေးနွေးနေရတဲ့အချက်ကတခုရှိတယ်။ယူနိုက်တက်ကဒီကွန်ညာရဲ့အပြောင်းရွှေ့တွေပေါ့နော်ရောကြီးပေါင်62.5တန်းကိုပေးချေသွားမှာဖြစ်ပြီးတော့အပြောင်းရွှေ့ပြောင်းရွှေ့ကြီးကိုလည်းနှစ်နှစ်အတော်အတွင်းမှာ 3ချိန်ခွဲပြီးတော့ပေးချီมาဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့အရင်တုန်းကကျွန်တော်ဒီ62.5သန်းဆိုတဲ့ရောကြီးကိုအတင်းက9နှစ်ပေါ့နော်ဒါကွန်ညာကို9နှစ်စာချုပ်ချုပ်နေဆိုရင်အဲ့ဒီ9နှစ်အတွက်တွင်ကျွန်တော်ခွဲပြီးတော့ပေးချင်တာဒါပေမဲ့လို့ဝူပန်ဟန်တန်ရဲ့ဘက်ကမဟုတ်ဘူးသူတို့အနေနဲ့2နှစ်အတွက်တွင်လူချင်တာ3နှစ်အတွက်တွင်လူချင်တာဆိုတော့အတင်းကကွန်ညာရဲ့စာချုပ်ရောကြီးကိုပေါ့နော်ကျွန်တော်ဒီ2နှစ်အတွက်တွင်3ချိန်ခွဲပြီးမှကျွန်တော်ဒါအတင်းအတွက်တော့ ပရိသာနဲတဲ့ပမာဏတော့ကျွန်တော်မဟုတ်ဘူးပြောနော်နဲတဲ့ပမာဏတော့ကျွန်တော်မဟုတ်ဘူးဒါပေမဲ့နောက်ဆုံးတော့ကိုညာရဲ့အပြောင်းရွှေ့ကစစ်စစ်တော့မယ်အဲ့ဒါပြီးပြီဆိုတာနဲ့ကျွန်တော်ဒါ agreement တွေပါလေ official ရပြီးတော့အတင်းဘက်ကကြီးညာတာမျိုးတွေကျွန်တော်တွေ့ရမှာပေါ့လေ62.5တန်းကိုဒါ2နှစ်အတော်တွင်3ချိန်ခွဲပြီးမယ်ဆိုတော့နောက်နေကြလို့ရှိရင်တော့အတင်းဘက်ကအကယ်လို့မြေဝင်ငွေတွေပါလေပိုကောင်းလာတယ်ဆိုလို့ရှိရင်တော့တိုင်းတာတစ်ခုဒီကျွန်တော်အဲ့ဒီအတွက်ကအဆင်ပြေခြင်းပြေသွားမှာပေါ့လေပေါင်တန်း60ကိုချက်ချင်းတလုံးတစ်ခဲတည်းမပြီးလဲရတာကိုပဲ အသင်းအတွက်တော်တော်ကောင်းနေပြီကိုရီးယားတော့၅နှစ်ခွဲပေးချင်ပြီမြေဥပိုင်းနိုင်ငံက၂နှစ်အတော်တွင်အပြည့်အစုံလိုချင်နေဆိုတော့ကျွန်တော်လက်ရှိဘောနောပထမဆုံးသဘောတူညီမှုရပြီဆိုတာနဲ့ဘလောက်ပါဆန်ပေးချရမလဲဒါကတော့စောင့်ကြည့်ရမယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်လာမယ့်နှစ်အတော်တွင်မှာ၂ကြိမ်နောက်ထပ်၃ကြိမ်လောက်ထပ်ပြီးတော့ခွဲပေးရအောင်ပါတော့ကွန်ညာနဲ့ပတ်သက်တဲ့အပြောင်းရွှေ့ကတော့အတင်းတွဲသူ့ဟာနဲ့သူကျွန်တော်ဘောနောအချိန်ကြီးတော့ကျွန်တော်ကောင်းနေပြီကျွန်တော်ဘာပဲပြောမက်သီးယပ်ကွန်ညာရဲ့အပြောင်းရွှေ့ကကျွန်တော်လက်ရှိမှာဖြစ်ပြီဆိုပြီးတော့ယူဆလိုက်လို့ကျွန်တော်ရပြီ ဆေးဆင်းမှုတွေလုပ်မယ်။ဘူပန်အတန်းရဲ့ဘက်ကလည်းလက်ရှိမှာဆေးဆင်းဖို့ခွင့်ပြုလိုက်ပြီးဆိုတော့ဆေးဆင်းမှုတွေပြီးလို့အောင်မီမီဆိုတာနဲ့ကလပ်တင်းတစ်ခုကြာကျွန်တော်စာချုပ်တွေပါပြီးလက်မှတ်ထိုးပြီးတော့ official ကြီးညာတာကိုကျွန်တော်စောင့်ရတော့မှာပေါ့လေ။ဆိုတော့ဒါကြောင့်ပေါ့နော်အတင်းဘက်ကတော့ Matthias ကိုညာနဲ့ပတ်သက်လို့ရှိရင်တကယ်ကိုအချိန်ကြီးကောင်းသွားပြီဆိုတော့နောက်ထပ်တိုက်စစ်တွေထပ်ပြီးတော့ခေါ်ဖို့ကြိုးပမ်းတာတွေပဲကျွန်တော်စောင့်ကြည့်ရတော့မယ်။ဒါကဟိုဒေးဗစ်ရော့စတင်တို့ဘာလို့ကတော့ဒါညကမှတောက်လျှောက်ဆိုသလိုပြီးတော့ပို့ပြီးကျွန်တော်တက်လာတာကျွန်တော်တို့မြန်မာစံလုံးချိန်တနအီခွဲနှစ်နာရီနှစ်နာရီခွဲလောက်မှာ တော့ဘာပဲပြောပြောပါအပြောင်းရွှေ့နော်တရင်တစ်ခုမှာတစ်ခုကစိတ်ချသွားပြီ channel အပြောင်းရွှေ့တွေဒါပါလို့ကျွန်တော်တို့ကအံပွဲမိုးရုံနဲ့ပတ်သက်တဲ့တရင်တွေကျွန်တော်တို့တက်နေတယ်တိုက်စင်မှာလည်း LMD Lab 2နဲ့ပတ်သက်တဲ့တရင်တွေကျွန်တော်တို့တက်နေတယ်ဒါအပြင်ကျွန်တော်တို့ဒီအဲ Chucky တို့နဲ့ပတ်သက်တဲ့တရင်တွေလည်းကျွန်တော်တို့တက်နေတယ်ဆိုတော့အရာတွေကိုဘယ်လောက်ထိအတင်ဘက်ကထိရောက်အောင်လုပ်သွားမလဲကြည့်ရမှာပဲသူပြင်တန်းတရာလောက်တုံးလို့ရတယ်ဆိုတော့ဒီနေရာကြီးအပြောင်းရွှေ့မှာ တန်း60တန်း60ကိုမှကျွန်တော်တို့သူတို့ဘယ်လိုထားပါတော့ဗျာခင်တန်း40အရင်ပြီးရတယ်ထားပါတော့ဒါတန်း40တော့သုံးပြီးသွားပြီဆိုရင်နောက်ထပ်တန်း60တော့ကျွန်တော်ကျန်သေးတယ်အဲ့ဒီတန်း60ကိုကျွန်တော်ဘယ်ကစားမားတွေအပေါ်မှာအမှန်ကန်ခေါ်ဖို့ကြိုးပမ်းသွားမလဲအံပွဲမူကိုခေါ်ဖို့ကြိုးပမ်းတာကကိုယ့်အသင်းရဲ့ကစားမားတွေအရင်ရောင်းချမှဖြစ်မယ်ဆိုရင်တိုက်စင်မှု LMD laptop ကိုမြင်အရင်ခေါ်ဖို့အတွက်ကြိုးပမ်းတာတွေမြင်ရမလားကျွန်တော်စောင့်ကြည့်ရမယ်ဒါကြောင့်ဗောနော်ဒီလက်ရှိ Matthias Kunya ရဲ့အပြောင်းအရွှေ့က ကလတ်တင်နှစ်ခုကြားထဲမှာလည်းသဘောတူညီမှုရသွားပြီးကစားသမားနဲ့လေပုပ်ကိုဆိုင်ရန်သဘောတူညီမှုရသွားပြီးစစ်စစ်ပြည်တာနဲ့အပြောင်းအရွှေ့က official ကြီးညာချက်ထုတ်ပြန်ပြီလို့ကျွန်တော်တို့ပြောရတော့မှာပဲเนาะဆိုတော့ခြေတိများဒီမှာလည်းဆိုတော့နေခင်ဗီဒီယိုလေးဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ် channel လေးက subscribe ကျွန်တော်တို့ဒါ2သိန်းကျော်လာပြီပေါ့เนาะဆိုတော့အကယ်လို့ channel လေးကို subscribe နဲ့တူဘူးဆိုလို့ချင်းနေပြီးတော့တောင်းဆိုပါရစေကြီးကျူအားပေးတဲ့ညီကိုများအားလုံးကိုခြေတိများကြီးဒီမှာလည်း